အားလုံးပဲမင်္ဂလာပါရှင်နန်းတစေ channel မှာကြိုဆိုလိုက်ပါတယ်ချစ်သူကနနက်ခင်မြူနင်းကကျွန်တော်ဆိုတဲ့စာအုပ်ထဲကဆရာမောင်စိန်ဝင်းပတိကုံရဲ့အချစ်ဦးဆိုတဲ့ဝိထုတိုလေးကိုဖတ်ပြပေးကြပါတယ်ရှင်အချစ်ဦး ီဇန်10နှစ်ကျော်ကာလအတွင်းပထမဆုံးအကြိမ်ပြန်လည်တွေ့ဆုံခြင်းဖြစ်လျက်ထူးထူးခြားခြားရင်မခုန်မီ အိမ်မက်မှာ စိတ်ကူးမှာပြန်လည်တွေ့ဆုံကြသလိုတုံ့လုံမှုမျိုးမဖြစ်တရိယာစရာကလေးတစ်ခုရင်ထဲသို့ဖြတ်တန်းသွားယုံလောက်သာခံစားရသည်ဟဲကြည်စံဟုတန့်အော်နှုတ်ဆက်စင်ခိုက်သူ့နယ်ပင်အံ့ဩစွာပြန်လည်နှုတ်ဆက်မိ၏ နည်းနည်းဝါလာတာကလွဲလို့ရုပ်မပြောင်းဘူးဟုအမှတ်ထားသည့်စကားမျိုးကို သူပြောသေးသည်။သူအလုံးဝင်နေသည့်ဈေးယုံကိုအလုံးလုံးသည့်ယုံတို့ကိုပြောဆိုကြပြီး လူချင်းခွဲကြ၏။ဟိုစဉ်ကပေးခဲ့ဘူးသည့်အမှတ်တရပစ္စည်းလေးတစ်ခုကို ကြည်ရသလောက်ပင် ရင်၌နတ်ဆိုင်စူးရှစွာခံစားမှုမျိုးကိုမပေး။အလွန်တက်မှတ်ခဲ့ဘူးသည့်ကြောက်ဆုံးသွားသောအရာတစ်ခုကိုပြန်လည်တွေ့ရပါလျက် အရင်နဲ့မဆွဲလန်းတော့ကျင်းပန်များစွာရောက်ခဲ့ဘူးသည့်နေရာဟောင်းတစ်ခုကိုပြန်လည်ရောက်ရှိခဲ့သလိုသာရှိမည်မှတ်မိတော့မှတ်မိနေသည်ရှစ်တန်းရောက်သည့်အခါမမဦးကတက္ကသိုလ်ရောက်ပြီးနားမလဲသည့်စာများကိုမမဦးကပြပေးတတ်၏စာတစ်ပိုက်ကို ရှင်းပြနေလျင်မမဦးအတန်ကအလွန်နားထောင်၍ကောင်းသည် မဦးသုံးသည့်ရေမွေးသည်မြည်သည့်အမျိုးစားဖြစ်သည်ကို မသိတော်လဲထိုအနံ့ကိုမှတ်မိနေသည်အိမ်နှလုံးကက်လျက်ဖြစ်ပြီး မမဦးတို့အိမ်ကအနှဲငယ်နေသည်သူတို့ကအိမ်ငားနေသူများဖြစ်တော်လဲမမဦးတို့ကအိမ်ပိုင်ဖြစ်သည် သူ့အခန်းစာကြည့်စပွဲပေးမှပဒင်းကိုဖွင့်လျင်မမဦးအခန်းကို အပေါ်စီးမှမြင်နေရ၏ အပြာနုရောင်ခန်းစည်းကိုသာမမဦးအမြဲသုံးတတ်သည်ခန်းစည်းအစအမျိုးအစား꽌ချားခြင်း꽌ချားမီဖြစ်တော်လဲအယောင်မှာမပြောင်းလဲတတ်ပါတက္ကသိုလ်ပေရမမဦးနေမှပြန်လာသည့်အချိန်များမှသာလျှင်မမဦးကိုစာမေးရသည်မမဦးကြောင်းဖွင့်၍ပြန်သွားလျှင်ပြတင်းတကားကိုဖွင့်မိတိုင်းမမဦးကိုတရိယာနေတတ်၏မမဦးပြန်သွားလျှင်မမဦးအခန်းကိုမိသူမျှမတုံးဟုထင်ရသည် တခါတရံမှသာမမဦးအခန်းပရင်တကားကိုဖွင့်သည်ကို တွေ့ရ၏တကားဖွင့်ချိန်နှင့်ကြုံလင်လဲမမဦးကြိုက်တတ်သည်ထင်သည့်ခန်းစည်းအပြာကလေးကိုမူမတွေ့ရတော့ပါလျှော်ဖို့၍မိဘူးထိုးပြီးမမဦးတင်းခဲ့လေသလားတော့မသိပါဖဲ့ညကယထားနဲ့နင့်မမဦးပြန်ရောက်တယ်တဲ့မနဲ့စောစောအိယာအထမှာမိမိကပြောသည် မျက်နာတုပ်ပြီးပဒင်းတကားဖွင့်တော့မမဦး၏အခန်းပဒင်းတကားမှာပိတ်ထားစေပင်ညကအိပ်ရေးပြဲ့၍မမဦးမနိုးသေးဟုထင်သည် စိတ်ထဲမှာအကြံရပြီးကြောက်ခဲသုံးလေးလုံးကိုရှာသည်ပြီးမမဦးအခန်းပဒင်းတကားကိုပေါက်၍နိုး၏ခဏကြာတော့ပဒင်းတကားပွင့်လာသည် အပြာရောင်ခန်းစည်းကို ပထမတွေ့ရ၏မမဦးရောက်လာမည်ဖြစ်၍ကြိုတင်တက်ထားသည်လားမသိကြည်စံခွေးကောင်လေး ်မမဦးမျက်နာဖြူနုနုပေါ်လာပြီးသူ့ကိုလှမ်းနှုတ်ဆက်သည်တန်တိုင်ကြားမှာမျက်နာအရွယ်မမဦးကိုကြည့်နေမိသည်မမဦးညကကျွန်တော်ကိုလှမ်းခေါ်လိုက်ရင်ပြီးရောမင်းအိတ်နေပြီလေမင်းခန်းကမိမိတ်ထားပြီကွအိမ်ကိုလာခဲ့လေကွမင်းဟာကလည်းကျွန်တော်လာခဲ့မယ်နော်အိမ်ပေါ်မှာပြေးစင်းလိုက်မိသည်ဆယ်တန်းရောက်တော့အသက်က16နှစ်ရှိပြီ ပိတ်ထားသည့်မမဦး၏အခန်းပတင်းတကားလေးကိုကြည့်ပြီးမမဦးကိုတတိယနေတတ်သည် ခန်းစည်းပြာနုလေးကြားမှပေါ်လာတတ်သည့်မမဦး၏မျက်နှာဖြူနုနုကလေးကိုအိမ်မက်မှတ်နေတတ်သည် အိမ်နှလုံးကြားခြံစည်းရိုးရှိဗရောက်ပင်ကြီးကို မော့ကြည့်ရင်လဲရင်ထဲမှာတလက်လက်ခုန်တတ်သည် စာထဲ့မီဟုကျင်ဖန်များစွာစဉ်းစားမိတော်လဲတခါမှမရေဖူး၍ရေးရမာကို မဝင့်ရဲသလိုပင်လေပြေတိုက်ချင်း တိရွက်ကြွေခြင်းနှင့်ပန်းပွင့်ခြင်းတို့သည်တစုံတစ်ယောက်ကိုတရိယတန်းတားခြင်းနှင့်မြည်တို့ဆိုင်သည်မသိဒီຫນွေမမအူးပြန်လာတော့ခါတိုင်းຫນွေများထက်ပို၍ကြည်နူးရပြန်သည်ခါတိုင်းຫນွေများကဲ့သို့မမအူး၏အခန်းထဲအထိဘာကြောင့်မဝင်ရဲသည်ကိုတော့မိမိဖာသာမသိမမအူး၏အကြည့်ကိုမျက်လုံးချင်းတာရှည်မဆိုင်ရဲမျက်လွာချ၍တက်ပြင်းကိုမှုတ်ထုတ်ရသည့်အကြိမ်ပေါင်းမှမနေ ပဒင်းတကားမှမမဦး၏အခန်းကိုခါတိုင်းကဲသို့ကြည့်ရသည်မှပင်လိပ်ပြာကမလုံခြင်းမမဦးမအိတ်သေးသည့်ညများတွင် ကို့အခန်းမီးကိုပိတ်ပြီးမှမမဦးမတွေ့အောင်ခိုး၍ကြည့်ရသည် အလှပြင်နေသည့်မမဦးအိတ်ယာပေါ်မှလှဲလျောင်းနေသည့်မမဦးကို ခိုးကြောင်ခိုးဝက်ချောင်း၍ကြည့်တက်လာခဲ့သည်ဘလို့လုတ်ပြီးစိတ်လေးဆွဲသွားတာလဲဟုမေးသည့်အခါက ဆိုင်သည်မဆိုင်သည်မသိမမဦးကိုသတိရလိုဟုနှုတ်ကဖြည့်ဖြည့်ခဲ့သည်ပြီးမှရှက်တလို့ခံစား၍ခေါင်းငုံထားမိ၏ခါတိုင်းနှွေရများကဲ့သို့ခွေးကလေးဟု ထိတ်ပုတ်ခေါင်းပုတ်မမဦးမလုတ်သည်ကိုလည်းသူသတိထားမိခဲ့သည် မအူကိုတိတ်တည်းရတာပဲဗျာဟုပြောမိသည့်နေ့ကမမအူကရေနေ၏ပြန်လာတိုင်းတခုခုဝယ်လာနေကြမမအူဒီຫນွေ ပြန်လာတော့သူ့အတွက်ကနုကမာနဲ့လှုပ်ထားသည့်ဟင်းသာရုပ်ကလေးဝယ်လာခဲ့သည် စာကြည့်စပွဲမှာတင်ထားပြီး မမအူပေးတာဆိုသည့်အသည့်ဖြင့်ခဏခဏကြည့်မိပြန်၏ညကရွာထားသည့်မိုးတပြိုက်ကြောင့်ဗရောက်တို့လှိုင်လှိုင်ပွင့်သည် မနဲ့စောစောပဒင်းပေါက်ခွင်ချိန်၌အပြာရောင်ခန်းစည်းကိုတွေ့ရပြီမမဦးနိုးနေပြီဟုအတက်တီလိုက်သည်ဟေ့ဗရောက်ပင်အောက်မှမော့ကြည့်ရင်သူ့ကိုလှမ်းခေါ်သည်ချက်ချင်းအောက်ဆင်းလာခဲ့မိ၏မမဦးဒီနေ့ဘာလို့အစောကြီးအိယာကထတာလဲဗရောက်ပင်ပေါ်သို့မင်းငေါ်ပြသည်အခိုင်အခိုင်လိုက်အဝါရောင်ဗရောက်စုပ်တို့တွဲရွဲကြနေသည်ကိုသူ့နှင်ကြည့်မိ၏ ညကမိုးရွာကလေးကမနဲ့ပထောက်တွင်ပွင့်တော့မယ်လို့မမဟုထင်သာဒါကြောင့်စောကြီးထပြီးကြည်တာတိတ်လာတာပဲကွယ်မမဟုဒီဘက်ကူးလာခဲ့လေဒီဘက်အကိုင်းကပိုများပြီးခူးရလွယ်တယ်ဝလုံးများကိုတန်းတပွဲရိုက်ထားသောစီယိုကကြားမှာခံနေသည်မမဟုကအိမ်ရှိပေါ့မှလှဲ့ထွက်ရန်ခြေဦးလှဲ့၏မမဟုကလည်းဗျာငုံဝင်လိုက်ပါမဝေးဝေးအောင်ဟဲ့ဘယ်ကောင်းမလဲဘသူမှမမြင်ပါဘူးဗျာမနဲ့စောကြီးပဲ မနေ့စောစောမှာအဖွားကြီးတွေအားလုံးကမိဖို့မှာအလုံးရှုံနေတဲ့၍အဖိုးကြီးနှစ်ယောက်ကလမ်းလျှောက်တက်မြဲမမဦးကြီးညီမများကဒီချိန်မနိုးကြသည်မမဦးကြီးပါမှာတနခါပကွက်ကြားနှင့်ဖြစ်နေသည်ကိုလည်းသတိထားလိုက်မိ၏ဒုံချီစကိုလက်တစ်ဖက်နှင့်အတာမကခြံစည်းဥမှ တိုးဝင်ရန်မမဦးပြင်သည်ဒူးစစ်လောက်မြင့်သည့်တန်းကိုအလင်ခွပြီးအပေါ်တန်းအောက်မှငုံဝင်ရမည် ခေါင်းငုံ၍ခါကိုင်းလိုက်သည့်အခါမမဦး၏ခန္ဓာကိုယ်နောက်ပိုင်းကို မကြည့်ရဲဘဲဘာကြောင့်မျက်နှာလွှဲလိုက်မိသည်သူမသိမမဦးသူ့ဘေးမှလာရက်ပြီးလှလိုက်တာဟုဗရောက်ပန်းတွေကို မော့ကြည့်ရင်းဆိုသည်မမဦးပြောမှပင်ဗရောက်နန်းတို့အို၍တင်းလာလေသလားဟုထင်ရသေးသည်နေအောင်တော့ကျွန်တော်တချူယူလိုက်မယ်အိမ်နောက်ဖေးမှတချူကိုယူလာပြီးဗရောက်ခက်တို့ကိုခူးလိုက်၏တော်ပြီတော်ပြီ လှလိုက်တာကွယ်ကြည်စံလှလိုက်တာပရောက်တို့ကိုကောက်ယူပွေရင်မမဘူးဆိုသည်တချူကိုထောင်ထားလိုက်၍အောက်မှပရောက်တစ်ခတ်ကို ကောက်ယူလိုက်၏ကျွန်တော်ပန်ပေးမယ်နော်မမဘူးဘာမှပြန်မပြောပရောက်တစ်ခတ်ကို သူ့ကောင်းမှာ ထိုးဆိုင်ပေးစဉ်တနခါနန်းကရင်ထဲသို့ပြန်ဆွသည်မမဦးမျက်နာကိုတစ်ချက်ငုံကြည့်စဉ်၌မျက်လွာချထားသည်ကို တွေ့ရ၏ ကျွန်တော်မမအူကိုတိတ်ချစ်တယ်ဗျာတိတ်ချစ်တယ်မမအူဤပခုံးကိုကင်လှုပ်ရင်းဆိုမိသည်ပြီးမမအူဤပကွက်ကြားနှင့်ပားကလေးကိုနမ်းလိုက်မိဤတည်င်းက၌ဗဒောက်နဲ့နဲ့တနခါရေကျဲတို့ဤအနံ့သည်နှလုံးသားတိုင်စီးဝင် ပြန့်နှံ့ပြီးထင်ရ၏ စံကြည်စံမင်းသိရိုင်းတာပဲဖဲ့ဖဲ့လှုပ်အတင်းဆောင်တွန်းရင်မမဦးယုံထွက်သည်ချက်ချင်းပင်နောက်သို့လှဲ့ပြီးခြံဝစီသို့ပြေးထွက်သွားသည်ဒီတော့မှပင်မိမိကိုမိမိပြန်၍အသည့်ဝင်လာ၏စိတ်ဆိုးသွားလေပြီဟူသောစိုးရိမ်စိတ်ကြောင့်ဥပန်တုံလုံးမိသည်မိမိကိုမိမိဘလို့ဖြစ်သွားသည်ကိုလည်းမသိလိုက်နိုင်ငါမားပြီမမဦးငါကိုစိတ်ဆိုးသွားပြီ ဟုချိန်ဖန်များစွာစိတ်မှရေရွတ်နေမိ၏တို့တိုင်းရက်ပတောက်နှင့်တနခါနန်းကမူရင်ထဲမှတင်းကြိုင်ပြန့်နှံ့နေစေထိုယနေ့သည် ဝေဒနာအတွင်သို့ကူးပြောင်းသွားတော်သည်ခါတိုင်းကဲ့သို့မမအူကို ပုံမှန်မဆက်ဆံရဲတော့မမအူတို့အိမ်ဘက်သို့ မကူးရဲတော့မဝင့်မရဲနှင့် ပတင်းမှ ကြိမိချိန်မှလည်းမမအူကိုအတွေ့မခံရဲ့ ရင်ထဲမှာဖြက်ဖြက်လူမျှနာကျင်ခံရခက်သည်ထိုနေ့ကခူးခဲ့သည့်ပထောက်ပန်းကလေးပင်အိယာနဘေး၌နွမ်းယော်နေပြီနောက်ဆုံးမှာတော့ညဘက်ထိအိမ်မှာမကက်မိပဲတငယ်ချင်းတွေနဲ့အချိန်ဖြုံးတက်လာ၏ဟဲ့နင့်မမကအိမ်လာသွားတယ်ဗျာတကားဖွင့်မေးရင်အမေကပြော၏ရင်ထဲမှာဒိတ်ခနဲဖြစ်ရသည်မင်းကလည်းညနဲ့တကောင်ရှောက်လည်နေရပဲနှစ်ခါတောင်လာတယ် ။သူဒီညရထားနဲ့ပြန်มาတဲ့လာနှုတ်ဆက်တာ။မမဦးဒီညရထားနဲ့ပြန်มาဟုတ်လား။နာယီကိုကြည့်မိသည်။ည10နာရီထိုးရန်2မိနစ်သာလိုတော့ဤ။ချက်ချင်းတကားမစီတို့ပြန်လာရင် ကျွန်တော်ဘူတာသွားအောင်မယ်အမေဟုပြော၍ဘူတာစီတို့ပြေးခဲ့မိသည်။ကြည်လာရသည့်အမောနှင့်ရင်ထဲမှအမောသည်ဆို၍တက်လာ၏ဘူတာလှေကားသို့ ြေးတက်မိချိန်မှာပင်ယထာထွက်၍သွားလေပြီအတိဘယ်မဲ့စွာဖြင့်ငေးမောကြည့်နေရင်ရင်ထဲမှာပူလောင်လာ၏တဖြည်းဖြည်းအချိန်ရသွားသည့်ယထာသည်ရင်ထဲမှာဝင်၍နှလုံးသားကိုဖိနှင်း၍မောင်းနှင်သွားလေသလော ပြန်၍လှဲလိုက်စဉ်၌စို့နေသည့်မျက်ရည်စားကိုလက်ဖမိုးဖြင့်တုပ်လိုက်မိ၏အပူဆုံးနှင့် အရှိဆုံးຫນွေဖြစ်မည်ဟုထင်သည် အချစ်ဦးဆိုသည့်ကြပြားလေးကို ရေးမိ၏ နောက်မမဦးနှင့်ပတ်သက်သည့်ကြပြားလေးများစွာကိုရင်ထဲမှ စီးသွန်ဖွဲ့ဆိုမိတော်သည် ဒီမြဝေးကွာသည်ကိုကန်တရားကဂျေနက်ဟန်မတူခဲ့ပါဆယ်တန်းအောင်စင်းများမထွက်ခင်မှာပင်ဖြဖြရာထူးတိုး၍ခရိုင်မျိုးတို့ပြောင်းခဲ့ရသည် ခန်းစည်းပြာနုလေးကို၎င်းအတော့ပင်ကြီးကို၎င်းရင်နှင့်စွာနှင့်ခွဲခွာခဲ့ရ၏ ်ဂုံထူး၃ခုနှင့်စာမွေးပွဲအောင်သည်ဟုတိရစင်က၎င်းစက်မှုတက္ကသိုလ်တို့ဝင်ခွင့်ရစင်က၎င်းပျော်ရွှင်မီလီယံနှင့်မမဦးကိုတတိယနေသည်ဝန်းနေသည့်အချိန်ပျော်ရွှင်သည့်အချိန်မခွဲခြားပဲတတိယချင်းရောက်လာတတ်ဒီမှာဘာကြောင့်ပါနီမမဦးနှင့်ပတ်သက်သည့်တက်ကြွခြင်းများစွာညှော်လင့်ခြင်းများစွာတို့သည်တက္ကသိုလ်ရောက်၍မကြခင်မှာပင်ပြက်ပြဲခဲ့ရပါ၏စေတက္ကသိုလ်အနောက်ဘက်ခရီးတန်းမှာ ပကံလမ်းမှာအင်းရကံပေါင်းမှာမမဦးနဲ့သူ့ချစ်သူကို တကြိမ်မကစုံတွေ့ရပြီးနောက်၌အားလျှော်လိုက်မိတော့ဤဆွဲလမ်းမှုများစွာတတိယမှုများစွာသည်ကြပြများဖြစ်လာပြန်သည် လွမ်းတန်းတခြင်းသည်ခြေရာအဖြစ်ရင်မှစွန်းထင်းကြံရဤတွေးဆမှုနဲပါသွားတော်လဲတတိယမှုအတိုင်းတာသည် ပါလျား၍မသွားခဲ့ပါအကြောင်းမူကား မမဦးကို အချစ်ဦးဟု ထင်ထားခဲ့သောကြောင့်ဖြစ်မည်ထင်ပါသည်အိမ်ပြန်ရောက်သည့်အထိမမဦးအကြောင်းကိုစဉ်းစားမိစေဒီတခါစဉ်းစားသတိရခြင်း၌ဝေဒနာအရေးငွေသက်တို့မတန်းစကော့ဈေးမှတွေးဆောင်လိုက်ရခြင်းကပြစ်ဆက်ခတ်ခံစားမှုကိုမိမိဖာသာသတိပြုမိစေလိုက်ပါ၏တဆက်ထဲမှာပင်ချစ်စနီးအေးနှင့်သားလေးကိုသတိရလိုက်သည် နှစ်ယောက်ရဲ့ကတင်ပေါ်မှလွတ်နေသည့်ခေါင်းအုံးကိုကြည့်ရင်းလဲအေးကိုအမှတ်ရတတ်သည်မှန်ရှိခေါင်းပြီးစဉ်ပြီးမှတွင်ကြီးကြံခဲ့သည့်အေးဤစံမြင်ရှိကလေးကိုကြည့်ရင်းလဲအေးကိုလွမ်းရတတ်သည် အတူသုံးသည့်ညက်နဲ့သုတ်ပွားဖြင့်ညနာတုတ်တိုင်းအေးဤကိုနန်းကိုခန်းစားရင်ခုန်သည်ဗတော့နှင့်တနခါရေကျဲနှံအစာမိဖို့ထဲမှာချွေးတလုံးလုံးဖြင့်ချက်ပြုတ်ရသည့ အေးဤနှဖူးမှချွေးဆက်နှံ့လေးများသည်တန်းမောဖွယ်ရာဖြစ်လာ၏အေးကကို့အချစ်ဦးမှမဟုတ်တာပဲဟု ရင်ဘတ်မှာခေါင်းတင်၍စူစင်ကဘာမှပြန်မပြောနိုင်ရင်ထဲမှာတော့မျက်ခနဲနာရသည် တခါကစကားများပြီးအေးကိုစောင့်တွန်းမိစဉ်လှုပ်ပါလှုပ်ပါအေးကကို့အချစ်ဦးမှမဟုတ်တာ ကို့ဘယ်ချစ်ပါမလဲဟုဆို၍အေးငိုဖူးသည် တညနဲ့တရက်တိုင်းစကားမပြောမိကြပဲစိတ်ကောက်ပြီးပြန်ခေါ်ရသည့်အရာသာကိုလည်းကြည်နူးစရာအဖြစ်ထပ်သနေစေ။เจ้าမပြီးခင်အိမ်ထောင်ပြူမိခဲကြ၍နှစ်ဖက်မိဘအညိုအညင်ခံကเจ้าတက်ရင်ဆင်းရဲခဲသည့်ဘဝမှလည်းအေးသည့်စိတ်ပြက်စကားတခွန်းမဆိုခဲ့။ဖုံထူလန်းချမ်းသည့်တောမျိုး၏ဇရိုက်မှလည်းအေးမှလိုက်လျောညီအောင်နေထိုင်တတ်သည်။တနေ့ကိုတော့ရင်ထဲမှာမေး၍ရာမီမဟုတ် ဗီရိုကိုဖြန့်ထားမိစဉ်သားကဗီရိုထဲမှ ဟင်းသာရုပ်ကိုယူဆော့သည်သားလက်မှပြန်ယူပြီးဗီရိုထဲမှတော့ခတ်သိမ်းတော့သားကစူးရှစွာငိုပါလေ၏ထိုကိစ္စနှင့်ပတ်သက်၍အေးနှင့်စကားများရပြန်သည်နောက်ဆုံးတော့သူ့ချစ်ဦးရဲ့ပစ္စည်းသားရဲ့နောက်ဘယ်တော့မှမယူနဲ့ခုငိုယိုပြီးနားမလဲသေးသည့်တားငယ်ကိုပြောလိုက်သည့်အေးကြီးအတန်းသည်တန်ရီပူနယ်နားထဲသို့ဝင်၏

အလွန်နားလေသီးခံကြကဘဝကိုရုံးကန်လှုပ်ရှားနေရသောအဖော်များဖြင့်ထာဝရတရိယာနေမိသည်မှအမှန်မကြသော ကာလကနေမှ အေးပြန်လာစဉ်တငယ်ချင်းတယောက်နှင့်မိဆက်ပေးသည့်အခါကိုချစ်သူလေးဟုတုံးလိုက်မိ၏အေးကမိတို့ခံစားနားလေသည်မသိတော့လဲသူ့ရင်ထဲမှာတော့ကြည်နူးမိသည်မှအမှန်ပင် အင်းနှင့်ပတ်သက်၍သတိရစရာများသည် လက်တွေ့ဘဝထဲမှဖြစ်ပေါ်လာသည့်အမတ်တရားကလေးများသာဖြစ်သည်ကိုသူသိလာ၏ငယ်နှုစဉ်ကစိတ်ကူးရင်ခဲ့ဖူးသည့်တန်တစရာများသည်မှုံဝါးမေးမိန်သွားတတ်တော်လဲဘဝထဲမှအမတ်တရားကလေးများမှာထာဝရနုသစ်နေသည်ကြီးတောင်မြင်ပေါ်မှာရေးသည့်စာနှင့်ကြောက်သားပေါ်မှာထွင်းသည့်စာနှင့်ကွာမြည်ထင်၏ပလက်ကလထိုင်ပေါ်မှအိယာပေါ်သို့ပြောင်းလိုက်သည် ပလက်လှန်ရင် မျက်စီကိုမေးစင်းထားမိ၏အချစ်ဦးအချစ်ဦးဆိုသည့်စကားသည် နားမှာပဲ့ထင် ရိုက်ခတ်လာသည်ငယ်နှုစဉ်ကပထမဦးစွာ စွဲလန်းမိသူသည်အချစ်ဦးဖြစ်ပါသလားဒီမေးကို သူဖြေရန်တေချာစွာစဉ်းစားကြည့်သည်ဘဝနှင့်ပတ်သက်သည့်ရုန်းကန်လှုပ်ရှားမှုမဲ့သောအရွယ်နှင့်ငယ်နှုသောနှလုံးသား၏ပြန့်လွင့်မှုတရက်သည်မြည်မြအတိတ်ပဲရှိပါသနီးနောက်ဆုံးမှာတော့ ဘဝဤလှုပ်ရှားယုံကံဖို့ဒုက္ခဒုက္ခကိုညဝေခံစားဖို့အိမ်ထောင်ဘက်တီတာအချစ်ဦးဖြစ်သည်ဟု သူတန်တရာကင်းစွာယုံကြည်လိုက်၏အိယာမငောက်ခနဲထထိုင်လိုက်မိသည်ဇပွဲပေါ်မှ secret တလေးကိုယူပြီးမိညိဖွာရှိုက်ရင်ထောင်ထားသည့်ကားနှင့်အေရိုဤဓာတ်ပုံကိုတေချာစွာကြည့်မိသေးသည် အေးကကို့အချစ်ဦးမမဟုတ်တာပဲဟုဒီတခါပြောလင်လက်ပြာတန့်စွာဖြင့်သူပြန်၍ဖြေနိုင်တော့မည်အေးသာသူ့ဘဝဤအချစ်ဦးဖြစ်ကြောင်းခိုင်မာစွာသူရှင်းပြနိုင်တော့မည်ဒီတခါခွင့်ယူပြီးပြန်လာမည်ရက်သည်အေးဤမွေးနေ့နှင့်ကြုံကြိုက်ပေသည်မွေးနေ့တိုင်းမှာပင်အေးအတွက်ကြပြားလေးများကိုရေးပြီးပေးလိရှိခဲ့သည်ဒီတစ်ချိန်မူ အရင်ကမမဦးအတွက်ရင်ခုံမောလျာစွာဖြင့်ရေးထားခဲ့ဘူးသော အချစ်ဦးဆိုသည့်ကြပြလေးကိုအေးအတွက်မွေးနေ့လက်ဆောင်ပေးရမည်။သူများအတွက်ရေးထားတာကြီးဟုစိတ်ဆိုးနှုတ်ခမ်းဆူလင်မူအေးသည်ကိုအချစ်ဦးဖြစ်သည့်အကြောင်း အချစ်ဦးအတွက်ရည်ရွယ်ရေးထားခဲ့ကြောင်းရှေးလျားစွာ ပြောပြဖြစ်မည်။ထိုအခါအေးသည် ရင်ခွင်ကြားမှမျက်နှာဝှက်၍မျက်ရည်တို့ဆူလင်မည်လား။စင်စားရင်းပင် အချစ်ဦးကပြားလေးကို စိတ်ကရွတ်ကြည့်နေမိပြန်သည်တသက်တခါတလွာတရွက်တခက်တပွင့်ငုံအစင့်မှုရင်းလို့ပဲဝါဝါညာတယ်မဲပြုတ်ပြုတ်ဖြုတ်ခနေပဲကြွေကြွေမြေမာပဲရောက်ရောက် ဖော့ဖွာလေးကောက်လို့ပန်းချောက်ကလေးပဲမျက်နှိုးမယ်ဘီရိုထဲမှ ဟင်းတာရုပ်ကလေးကိုလည်းတားငယ်ကစားရန်အတွက်ထုတ်ပေးတော်မူဟုဆုံးဖြတ်လိုက်မိပါသည် စိန်ဝင်းအဒီကုံတပြေမဂ္ဂဇင်1986ဇန်နဝါရီလဟုတ်ကဲ့ပါရှင်ဆရာမောင်စိန်ဝင်းပရိကုံရဲ့ချီးမှုဆိုတဲ့ဒီဝတ္ထုလိုလေးရတော့ဒီမှာပဲအဆုံးသတ်သွားခဲ့ပါပြီရှင်။နောက်ဆက်အားပေးခဲ့ကြသူအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင်။ကျမ်းမာပေးခင်ကြပါစေ။